ရှမ်းတောင်နဲ့ဂရီနီမှာတိုက်ပွဲဝင်နေတဲ့ SSNDF KNDF B103 တပ်ရင်းဟာတင်းနန်းသားအစ်စ်တွေအယောက်တရာခေါ်ယူဖို့ရှိနေပြီးခေါ်ယူမဲ့ရက်ကိုတော့ရက်ကတ်သက်ထားတာမရှိသလိုတင်းနန်းအချိန်ကာလတိကျကိုလည်းသတ်မှတ်ထားလို့မရနိုင်သေးဘူးလို့သိရပါတယ်။အခုလိုတပ်သားအစ်စ်တွေခေါ်ယူရခြင်းရဲ့အဓိကအကြောင်းရင်းဟာစစ်ကောင်စီကိုအမြန်ဆုံးတိုက်ထုံးနိုင်ဖို့အတွက်ဖြစ်တယ်လို့ SSNDF KNDF B103 ရဲ့တာဝန်ရှိသူကပြောပါရယ်။ တင်းနန်းသားအသစ်ခေါ်ယူတဲ့နေရာမှာအဆင့်၂ဆင့်သတ်မှတ်ထားပြီးပထမအဆင့်မှာတော့အသက်၁၈နှစ်ပြည့်ပြီးသူ ကျမ်းမာရေးကောင်းမှုသူတာဝန်နဲ့အမိတ်ကိုတည်ကြစွာလိုက်နာနိုင်သူတော်လည်းရေးပြီးဆောင်ရက်ထီတာဝန်ထမ်းဆောင်နိုင်သူရဇဝတ်မှုကင်းရှင်းသူစားတဲ့အချက်တွေနဲ့ပြည့်မီရမှာဖြစ်ပါတယ်ဒုတိယအဆင့်မှာတော့သတ်မှတ်ရေးချင်တဲ့ပြည့်မီသူတွေကိုလူကိုယ်တိုင်တွေ့ပြီးစစ်စစ်မြင်မြန်သွားမှာဖြစ်တယ်လို့ဆိုပါတယ် SSNDF ဟာရှမ်းပြည်တောင်ပိုင်းဒေသခံတော်လည်းရေးတပ်ပေါင်းစု SSLRU ရှမ်းတောင်ဒေတာခန့်ကောက်ွက်ရေးသက်အမှတ်1005အမှတ်1008 SODF တို့နဲ့စုဖွဲ့ထားတာဖြစ်ပါရဲ့ရှင်။